မင်္ဂလာပါစောချင်းဗီလော့ကနေပြန်လဲကြိုဆိုပါရစေဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာကတော့ Starlink ပါ Starlink သို့မဟုတ်ကောင်းကင်ဘော်က internet router များဆိုပြီးကျွန်တော်ခေါင်းစဉ်ပေးထားပါတယ် Starlink လို့ပြောလိုက်ရင်တော့ဒီနေ့လူလူတော်တော်များများကြောက်ဘူးပြီးသားဖြစ်မှာပါခင်ဗျာ Starlink ကတော့သူက Starlink Joe Root ပါသို့မဟုတ်သို့ပေမဲ့လို့ Joe Root တစ်လုံးနဲ့မဟုတ်ပါဘူးသူက Joe Root ကောင်းများစွာဒီစုစုဖွဲ့ထားတဲ့ Joe Root ကွန်ရက်ကြီးပါဒီ Joe Root ကွန်ရက်ကြီးကိုဒီ Space Age လို့ခေါ်တဲ့ ကွန်ပဏီကနေပြီးတော့သူကထုတ်အကောင်းငင်ပေါ်ကိုတင်လွတ်ထားတာပါအဓိကကတော့ရွယ်ချက်ကတော့သူကမြန်မာမှာရှိတဲ့လူတွေကနေပြီးတော့ဒီအင်တာနက်သုံးဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်မို့လို့အင်တာနက်ရောက်တာတွေကိုဒီကောင်းငင်မှာတင်ထားသလိုမျိုးလို့ကျွန်တော်ကတင်စားပြောချင်တာဖြစ်ပါတယ်ဒီ space ကပိုင်ရှင်ပေါ့နော်ကုမ္ပဏီပိုင်ရှင်ကတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့အများစုသိကြတဲ့ဒီဒီခေတ်မှာသိကြတဲ့အင်တာပရနောတထေးကြီး Elon Musk ဖြစ်ပါတယ် ျွန်တော်ဒီ starling အကြောင်းကိုမပြောခင်ပေါ့เนาะကျွန်တော်အနှငယ်ဒီ satellite အကြောင်းလေးတွေကို intro introduce လုပ်ပေးမယ်ဒီပြီးတော့မှ starling အကြောင်းလေးတွေကိုဆက်ပြောမယ်เนาะဟုတ်အာ satellite လို့ခေါ်ရဲနိဂျိုရူအကြောင်းလေးကိုကျွန်တော်အချင်းချုပ်ပြီးတော့ပြောမှာဖြစ်ပါတယ်ပေါ့เนาะဒီ satellite ဆိုတာက သူတည်းရဲ့ဘာသာပြန်မယ်ဆိုရင်เนาะအာကဘာကဲသို့သောဂျိုတခုခုကိုလက်ပတ်နေတဲ့အရာကို satellite လို့ခေါ်ပါတယ်ပေါ့နော်ဒီ satellite မှာမှကျွန်တော်နှမျိုးခွဲလိုက်ရင်ဒါ လလလိုမျိုး natural satellite ရှိတယ်အဲဒါကသဘာဝတိုင်းဖြစ်နေတဲ့ satellite ပေါ့နော်ဂျိုကိုပတ်နေတဲ့အရာပေါ့နော်အဲဒါပြင်လူလုပ်ထားတဲ့ artificial satellite ဆိုတာလည်းရှိတယ်ပေါ့နော်အဲအဲ့လို artificial satellite ဆိုတာမှလူကလုပ်ထားတဲ့လက်ပတ်နေသောအရာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကတော့အခု satellite ဆိုရင်ဒါဂျိုဒုဆိုပြီးတော့ပဲတမ်းပြီးသုံးဆွဲနေတာဖြစ်ပါတယ်ပေါ့နော် ဟုတ်ကဲ့ဂျိုတူကကဘာကိုဘာကြောင့်လေပတ်နဲ့ကဘာကိုပတ်နိုင်တာလဲပေါ့နော်ဆိုတော့အဲ့ဒါနှစ်ချက်ရှိပါတယ်ဂျိုတူကဘာမှာဆွဲရရှိတယ် gravity ဆိုတဲ့ကဘာဆွဲရနဲ့ဒီဂျိုတူရဲ့အရှိန်ပေါ့နော် momentum နဲ့ဆွဲရနဲ့ကသူကမြကြည့်ဖြစ်နေတယ်အနေထားမှာသူကထားတယ်အဲ့ဒါမှာ stabilize ဖြစ်အောင်ထားတဲ့ခါမှာကဘာကိုသူကအမြင့်ညီမြတော့အမြင့်တနေရာကနေပတ်နေတယ်လို့ဖြစ်တာပေါ့နော်အဲဒါပေမဲ့လို့ကဘာနဲ့နီးလေသူရဲ့အလျင်ပေါ့နော်သူရဲ့ အလင်ကမြန်လေကပောက်ပတ်တာမြန်တယ်ဝီဝီဝီဆိုမြန်တယ်ပေါ့နော်နည်းနည်းဝေးလေနည်းနည်းနေလေဟုတ်တော်တော်ကြီးဝေးလေတော်တော်ကြီးနေလေပေါ့နော်ဆိုတော့အဲ့လိုပုံစံသွားပါတယ်လို့ဒါကြောင့်မလို့ဂျိုဒုကကဘာရဲ့ကဘာပေါ်ကိုဟိုဒါတင်စားပြောတော့အအမြဲပြုတ်ကြနေတယ်ပေါ့နော်ဘာလို့ဆိုတော့ကဘာဆွဲရအောင်ပြုတ်ကြနေဒါပေမဲ့ကဘာမြေကြီးကိုတော့လုံးဝရောက်မလာဘူးပေါ့နော်ဘာဖြစ်လို့သူ့အဟုန်ကြောင့်မလို့ဟိုအမြဲတမ်းတော့အောက်ကို gravity ကဆွဲတယ်ဒါပေမဲ့သူ့အဟုန်ကြောင့်ဘယ်တော့မှထိမနေတဲ့ဆက်ဝိုင်းပုံတရား ညီမြသော stabilize tacular လမ်းကြောင်းအတိုင်းပေါ့နော်ဟိုလက်ပတ်နေတာဖြစ်ပါတယ်ပေါ့ဆိုတော့ပြောခဲ့သလိုပဲပေါ့နော်ဒါဒီ satellite မှာ orbit တွေကအနှိမ်အမြစ်ပေါ်မူတည်ပြီး speed လည်းမျိုးမျိုးရှိတယ်ဒါကြောင့်မလို့ဟိုအဲအဲ့မှာကျွန်တော်ကသတ်မှတ်တယ်ပေါ့နော်နှိမ့်တယ်ဆိုရင် low orbit ပေါ့နော်အလယ်လက်စုမီဒီယံ orbit ပေါ့နော်အမြင့်ဆိုရင်ဒါ high orbit ပေါ့နော်ဆိုတော့ဒီနေရာမှာထူးထူးဆန်းဆန်းတစ်ခုရှိပါတယ်ပေါ့နော်ထူးထူးဆန်းဆန်းတစ်ခုရှိတယ်ဆိုတာကဘာဖြစ်လို့လဲဆိုတော့ကဘာကလည်းသူ့ဝင်ရိုးပေါ်မှာ 24နှစ်တပတ်ပတ်တယ်နော်ဟုတ်ပြီနော်ဟိုပါလည်း24နှစ်ဒီမှာတပတ်ပတ်ရင်ဒါတရက်လို့ခေါ်တာပေါ့နော်ဆိုတော့အဲ့ဒီအကွာဝေးတစ်ခုရှိတယ်ကဘာနေပြီးတော့ကီလိုမီတာအဖြစ်ဆိုတော့35,986ကီလိုမီတာပေါ့နော်။မိုင်အားဖြင့်ဆိုတော့12,236မိုင်ပါပေါ့နော်။ဆိုတော့အဲ့ဒီမိုင်မှာရှိတယ်။အဲ့ orbit မှာသွားတယ်ဆိုရက် satellite ဒီအဲကဘာရဲ့ ကဘာကိုဒီဗက်ဘက်ပဲသူကလည်း24နာရီကြာတယ်ဆိုတော့ကဘာရဲ့ဝင်ရိုး equator ပေါ့နော် equator ပေါ်မှာကဘာကြီးက23နှစ်ပိုင်းနှစ်ပိုင်းဒီဂရီစောင်းပြီးတော့ equator အတိုင်းလဲနေရလीနော်ဆိုတော့အဲ့ဒီ equator တဲတဲ့ပေါ်ကခေါင်းနအကွာဝေးကဂျိုရုတွေသည်ညင်နေတယ်လို့ထင်ရတယ်ဘာဖြစ်လို့လဲကဘာလဲသူ့ဝင်ရိုးပေါ်မှာ24နာရီတစ်ပတ်လဲတယ်လို့ဒီဂျိုရုကလည်း24နာရီတစ်ပတ်လဲတဲ့ခါကြတော့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့စလောင်းတွေက အသေးချိန်ထားလို့ရပါဘောနော် TV ကြည့်ရဲ့ sound တွေပေါ့နော်အလွယ်ပြောရရင် TV ကြည့်ရဲ့ sound တွေပေါ့နော်ဒါကြောင့်မို့လို့အသေးချိန်ထားလို့ရတာပါလို့အဲ့ဒီပတ်လန်းကိုဒါစိတ်ကူးနဲ့ဆွဲထားတဲ့ပတ်လန်းပေါ့နော်တကယ်ရှိတာတော့မဟုတ်မျက်လုံးနဲ့လည်းမြင်ရတော့မဟုတ်ဒါပေမဲ့ဒီအကွာဝေးမှာရှိတဲ့ equator တက်တဲ့ကမိုင်ပေါင်း2236မိုင်အကွာဝန်းရှိတဲ့အဲပတ်လန်းဒီအဲ့ပတ်လန်းအထိလွတ်တင်နိုင်ရင် stabilize ဖြစ်တယ်ငကဘာမြကြီးရဲ့ level နှုန်းလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီရုတ်တန်တို့ဒီ အသေးချိန်ရတဲ့စလောင်းနေဆိုရင်ဒီဒီဒီဟို orbit ပေါ့နော်အဲ့ဒါကို geo လို့ခေါ်တယ် geo stationary orbit လို့ခေါ်တယ်အဲ့ဒီ orbit ကမှာရှိတဲ့ satellite တွေဒီဒါရုပ်တံတို့အရင်တော့ဒါ internet တွေလည်းဒီဟာပဲ visa တွေဒါ visa တွေဒီလည်းဒီ geo ပေါ်မှာရှိတဲ့ဟာတွေအသုံးများပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော် MEO MEO တို့ဘာတို့ကတော့အဲသုံးတော့နေတယ် median orbit ပေါ့နော် နောက်တစ်ခုကျတော့ low orbit ပေါ့နော် low orbit မှာကျတော့ဒီ helio မှာရှိရဆိုကဘာနဲ့တော်နေတာပေါ့နော်ကဘာနေပြီးတော့ကီလိုမီတာ1000မိုင်ပေါင်းမိုင်နဲ့ဆိုရင်တော့1200အဲအဲ့အတွင်းအဲ့နဲ့နေနေဟာတွေကိုကျွန်တော်တို့က helio လို့ခေါ်တာပေါ့နော်ဆိုတော့ဒါကတော့ဂျူတုကိုပြောရင်းနဲ့ဆက်ပြောရင်ဒီကျွန်တော်တို့အခုပြောမဲ့ကောင်းကြီးဖြစ်တဲ့ starlink ဒီ low orbit မှာရှိရပါ helio မှာရှိရပါဒါကြောင့်မလို့ကဘာနဲ့တော်တော်နေတာပါသူ့ရဲ့အရှင်အားလဲအားများတယ် ပြီးတော့ satellite တွေကိုလည်းသူက constellation ပုံစံပေါ့နော်ကျယ်စင်စုလို့အများကြီးတင်ထားတာဖြစ်ပါတယ်ပေါ့နော်အဲဝီဝီဝီဆိုပြီးတော့ပြစ်ပြီးတော့ဒီ satellite တွေကတလုံးပြင်းတလုံးတလုံးပြင်းတလုံးနဲ့ဒီလိုနီးပညာနဲ့ပေါ့နော်ဟို internet ကိုအာ data ကြီးကြီးပေါ့နော်ဟို upload upload download ကြီးကြီးရတာဖြစ်ပါတယ်ပေါ့ဒီ starling joru တွေကခုနပြောတဲ့အတိုင်းပေါ့နော် leo မှာလက်ပတ်နေတာဖြစ်ဖြစ်သူ့ရဲ့အမြင့်ကပေါ့နော် ူ့ရဲ့အမြင့်ကသူ့ဂျိုရူကကဘာမီကနေပြီးတော့မိုင်ပေါင်း342မိုင်ကီလိုမီတာနဲ့ဆိုရင်တော့950ကီလိုမီတာမှာလက်ပတ်နေတာဖြစ်တယ်။ Starlink ဂျိုရူအရေးအတွက်ပေါ့နော်မူလကဒါ2015က Space ကကြီးညာခဲ့တုန်းကတော့ဒါအလုံး၄000လောက်လွင့်မယ်လို့သူတို့ကြီးညာခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းတော့သူတို့ဘယ်လောက်ထိတိုးချက်မလဲဆိုတော့ဒီ12000လုံးလောက်ထိသူတို့တိုးချက်မယ်လို့သူတို့ထပ်မှန်ပြီးတော့ကြီးညာပြန်တယ်ပေါ့နော်ဒါ American ီ Federal Communication Commission FCC ကပေါ့နော် FCC ကနေပြီးတော့ဖွင့်ပြတယ်1200တောင်လေးဖွင့်ပြတယ်ပေါ့နော်အခုလက်ရှိမှာပေါ့နော်ဒီ2025 February 29ရက်နေ့အာထုတ်ပြန်ချက်အရာပေါ့နော်ကျွန်တော်တို့တွေးရှိရတာတော့ Starlink အလုံးပေါင်း8086လုံးကိုလွတ်တင်ထားပြီးသားဖြစ်ပါတယ်လွတ်တင်ထားပြီးသားမဟုတ်ဘူးအမှပြက်ကျသွားတဲ့ဟာရှိအလွတ်လွတ်နေရပေါ့နော်ပြောရမယ်ဆိုတော့ Starlink အလုံးပေါင်း8086လုံးကအလွတ်လွတ်နေတယ်အဲဒီကြားထဲမှာပေါ့နော် ဟိုလွတ်လွတ်ပြီးတော့အမောင်မြင်တဲ့ဟာလည်းရှိတယ်ပေါ့လေဒါဒါတော့ထပ်မတွဲဖ ೇನೆ အခုလက်ရှိ walking satellite ပေါ့နော်အလုံးအလုံးပေါင်း9000ကျော်ရှိပါတယ်ပေါ့ဆိုတော့ဒီ Starlink ဂျိုရူတွေကဘာဖြစ်လို့ဒီလိုအများကြီးလွှင့်ထားရလဲဆိုတော့သူ့ရဲ့ရည်ရွယ်ချက်ကိုတွေကဒါတစ်ခါပါလုံးက internet ကိုဂျိုရူကနေပြီးတော့ data ကြီးကြီးပေါ့နော် data ကြီးကြီးလို့ပြောတဲ့နေရာမှာအရင်တော့ကတော့ V set တို့ဟိုအရင်တော့ကဆိုတော့ဆက်လောက်အကြီးကြီးတွေတုံးမှ speaker နည်းနည်းလေးပဲရတယ်အဲနောက် V set technology နောက် တိုးလာတယ်အင်တာနက်သုံးလို့ရလာတယ်အခုနောက်ဆုံးညာဒီဒီ satellite ဒီ starlink ကိုသုံးပြီးတော့ဆိုရင် uplink down လေးကအများကြီးရတယ်အရင် reset တဲ့ဆိုရည်စရာပေါ့နော်ရည်စရာဖြစ်သွားတာပေါ့နော်ဆိုတော့ဒီဒါကြောင့်မလို့အခုလက်ရှိဒီအလုံး9000ကျော်လွင့်ပြီးဖြစ်တယ်လို့တကဘာလုံးနှိပါမှာလဲသူတို့ကသုံးပြနေနိုင်ပြီဖြစ်တယ်သို့ပေမဲ့လို့ဒီတည်ဝင်ရောင်းတာတော့ဒီအစိုးရနဲ့ government အနေနဲ့ ဒီ space နဲ့စကားပြောပြီး sign ထိုးပြီး regulatory တွေဥပဒေတွေညှိနှိုင်းပြီးမှသူတို့နိုင်ငံတနင်္ဂနွေတနင်္ဂနွေသူတို့ရောက်ချခွင့်ပေးတာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဒါသူတို့ကစပြီးတော့ဒီ link ပြီးတော့အဲစ2015မှာဒါ proposal ပြောတယ်ပေါ့နော်ဆိုတော့အဲ့မှာစပြီးတော့2018 19မှာလွင့်တယ်ပေါ့နော်လွတ်တင်တယ်ပေါ့ကောင်းငင်ရောလွတ်တင်တယ်လွတ်တင်တဲ့နေရာမှာအမ် ကျွန်တော်တို့သတိထားမိမယ်ထင်ပါတယ်ဗောနော်ကျွန်တော်တို့2020 2021လောက်မှာဗောနော်ကောင်းငွေမှာအလင်းတန်းနေတွေ့တယ်လင်းတန်းနေတွေ့တယ်ဆိုပြီးတော့လေကျွန်တော်တို့သတိထားမိမယ်ထင်ပါတယ်တချို့ကတော့မှအဲ့မှာရဟန္တာတွေဇံပြန်ကြွတယ်လို့ဘာလို့ဆိုမြန်မာမြန်မာဒီလူမှုကွန်ရက်မှာတော်တော်ခေစားသွားသေးတယ်ဗောနော်အဲအဲ့ဓာတွေကဘာဖြစ်လို့ကျွန်တော်တို့ကဒီညဘက်မှာမြင်ရတာဗောနော်နေကင်းဘက်မှာတို့လွတ်နေတော့ကျွန်တော်မြင်ချင်မှမြင်ရမှာဗောနော်နေလင်းရောက်နေဆိုတော့ဩညဘက်မှာဆိုရင်တော့ဒါတက်တက်ကွယ်ကွယ်ကိုမြင်ရတဲ့အနေအထားဖြစ်တယ်ဗောနော် ဘာလုံးကိုဒီအဲအေရီတကဘာလုံးကိုဘယ်လိုပြောမလဲပိုက်ကွန်တပ်ဖွဲ့ပေါ့နော်လွတ်တင်မှာဖြစ်တယ်အလုံး consolidation လို့တောင်သုံးသုံးထားတာပေါ့နော်ကျေစင်တန်းပေါ့နော်ဒါကူအလုံး9000ကျော်ဆိုတော့လည်းတော်တော်များတယ်ပေါ့နိဆိုတော့အဲ့ဒီမာတင်တဲ့ဟာကိုကျွန်တော်ကတွေ့တွေ့နေခင်းပိုင်းဆိုရင်မမြင်ရဘူးညပိုင်းဆိုချင်းချင်းရှားရှားကြီးကိုတွေ့ရတာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ စားလင်ကြောင်းတင်ဆက်တဲ့အပိုင်းတစ်ခုတော့ဓမ္မရီရန်နောက်ဝင်ပြုပြီးတော့အပိုင်းနှစ်ကိုမကြခင်ထပ်မံထုတ်လွှင့်သွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်မလို့အားလုံးကျေးဇူးတင်ပါတယ်တခုခုရသွားလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်အကယ်၍များကျွန်တော်ဟာကိုကြံ့နေတဲ့တယ်ဆိုရင်သူများကိုလည်းဝင်ငါပေးပေးလို့ရပါတယ်ခင်ဗျာ subscribe like and share လုပ်ပေးကြပြီးကျွန်တော် channel လေးကိုအကူအညီကြပါခင်ဗျာကျေးဇူးတင်ပါတယ်နောက် video မှာပြန်ဆုံပါ